မှာတချို့မှုတော်ဆောင်တွေရှိတယ်လေအသင်းတော်မှာရှိတဲ့သူကအာသူကဆိုပါစို့ဖယားတခင်မနစ်တတ်တယ်မတရားသောစီးပွားကိုလုပ်တယ်ဆိုပါစို့ဒါပေမဲ့တစ်ဖက်မှာလည်းအဲ့ဒီမတရားသောစီးပွားကိုလုပ်နေတဲ့သူကဆေဘုတ်တဖို့အများကြီးထိနေနေဆိုပါစို့အဲ့လိုဆေဘုတ်တဖို့အများကြီးထိနေတော့သူနဲ့ဆိုင်တဲ့အရာမှားရွေးနေတဲ့အရာကိုနှုတ်ကပတ်တော်နဲ့ပြက်ပြက်သားသားဝင်ငှအခဲ့ပြီလားအာမင်ဒီဖယားတခင်က စစ်မှန်တဲ့နှုတ်ကပတ်တော်ကိုဒီလောကကိုဆင်လွတ်ချင်တာဖြစ်တယ်။အဲ့ကျွန်တော်တို့ဘာလုပ်ရမလဲ။ပြက်ပြက်သားသားဝင်ငါရဲပွန်တဲ့အရေးကြီးရဲ့။နှုတ်ကပတ်တော်နဲ့ပတ်သက်လာရင်ကျွန်တော်တို့ဒီမှာထိုင်နေတဲ့သူတယောက်ချင်းစာအဲ့ဒီလိုပြက်သားနေပွန်တဲ့အရေးကြီးတယ်။အဲ့လိုပြက်သားခြင်းကပဲဘာနဲ့သွားတူလဲဆိုတော့ထက်တော်ဓာလိုပဲ။မနစ်တက်တဲ့ဘုရားသခင်မနစ်တက်တဲ့အရာတွေအားလုံးကိုခုတ်ထွင်လိုက်တာနဲ့တူတယ်။ဟာလေလုယာ။ဒီထဲမှာရှိတဲ့ထောင်နဲ့ခြေတော်သူများမာနနဲ့ဆိုင်တဲ့အရာကိုရှင်းရှင်းဖြစ်စီပါ။ လေလုယမာနလက်ထက်ထဲမှာရှိခဲ့တဲ့အခြေအနေထက်ခရိယန်ဖြစ်ပြီးတော့မှဒုက္ခရောက်တဲ့သူကပုံများနေတဲ့ပုံစံကိုပြောနေတာဖြစ်တယ်ခရိယန်ဖြစ်ပြီးတော့မှဒုစရိုက်ထဲကမလွတ်မြောက်နိုင်ဘဲနဲ့ယန်သူရဲ့နှိပ်စက်ခြင်းကိုခံစားရတဲ့အရာပို့ပြီးတော့များနေတဲ့အရာကိုပြောနေခြင်းဖြစ်ပါတယ်အာမင်ဒါကြောင့်ကျွန်တော်တို့ဘာလို့ဖို့လို့လဲဆိုတော့ယုံကြည်သူအချင်းချင်းတလုံးတဝတည်းဖြစ်ဖို့လိုတယ်အာမင်ဒါကြောင့်မလို့အသင်းတော်ထဲမှာတတိထားမယ့်အရာက အသင်းဟိုဆရာကြီးရဲ့မကောင်းချမ်းကိုမပြောပါနဲ့ဘာလို့အသင်းဟိုဆရာဆတာကိုဘိသိက်ကအထက်ကနေအောက်ကိုစီးတာလေအသင်းဟိုဆရာကြီးရဲ့မကောင်းချမ်းကိုမပြောပါနဲ့ကျွန်မကိုရီးယားသွားတဲ့အခါမှာကိုရီးယားရောက်တော့အဲ့မှာရှိတဲ့သူတွေကအသင်းဟိုဆရာနဲ့မိသားစုကိုအရင်ဟိုဘယ်လိုခေါ်မလဲထင်သေးတဲ့တချို့လူတချို့ရှိကြတယ်ပေါ့ဒါနဲ့ကျွန်မဒီလိုစကားပြောလိုက်တယ်ဒီမှာရှိတဲ့အသင်းဟိုဆရာကြီးကတာမန်မဟုတ်ဘူးလို့အပြင်မှာလှုပ်ထွက်လို့လဲစားရတယ်လို့ဟုတ်လားတို့ပေမဲ့ ရှိသမျှအခွင့်အရေးတွေအားလုံးအရက်အရာတွေအားလုံးလှုပ်ဆောင်နိုင်စွမ်းတွေအားလုံးကိုချန်ထားခဲ့ပြီးတော့မှတင့်ကိုချစ်ပြီးတော့တင့်ရဲ့ဝိညာဉ်ရေးအတက်တာတွေအောက်ချုပ်ခံပြီးတော့အမှုတော်ဆောင်ပေးနေတဲ့သူတွေကိုတန်ဖိုးထားကြပါဟယ်လိုဒါကြောင့်မလို့ကျမတို့ကအချိန်ပြည့်အလုံးလုံးနေတဲ့ရန်သူကိုနိုင်ဖို့ရန်အတွက်ဖျားနောက်ကိုအချိန်ပြည့်လိုက်နေတဲ့သူတွေကိုတန်ဖိုးပေးတတ်ဖို့အရေးကြီးတယ်ဟာလေလုယာဒါဆိုပြောလိုက်မယ်သူတို့သူတွေကဆီယမ်မတချို့တော့အမှုတော်ဆောင်ကမမှန်ဘူးလေ မမရင်ဘုရားသခင်သူ့ကိုတိုက်ရိုက်ရိုက်လိမ့်မယ်။ဘုရားကဘလို့တော့ဆုံးမမလဲဆိုတော့အခုရှိတဲ့ယုံကြည်သူတွေထက်သူတို့ကိုနှစ်ဆဆုံးမမယ်။သို့တော့ပြဿနာကဘာလဲဆိုတော့ယုံကြည်သူတွေကသွားသွားပြီးတော့ဘုရားသခင်မဆုံးမခင်ဆုံးမခြင်းတာ။ဘုရားသခင်တရားမစီရင်ခင်တရားစီရင်ခြင်းတာ။တနည်းအားဖြင့်ဘုရားထက်ကြီးမြတ်ခြင်းနဲ့ယုံကြည်သူတို့ချိုးရှိတယ်။အဲ့ဒီအချိန်မှာဘာဖြစ်သွားလဲဆိုတော့သင်ကအဲ့ဒီအမှုဆောင်ကိုဆုံးမတဲ့အရာနဲ့တွေ့တယ်။ ဘုရားသခင်ဖုံးအုပ်ပေးထားတဲ့ຢာကိုသွားပြီးတော့လှန်ကျင်တာလေအဲ့တော့ဘာဖြစ်လာလဲဆိုတော့ဟိုလူကမစုံမခင်ကိုကလက်ကြားထဲမှာထိုးခံလိုက်တော့ဟိုလူကမထိပဲဘသူ့ကိုထိအဲ့လိုလူတွေဘယ်နှယောက်ရှိခဲ့ပြီလဲနုကမတော်နဲ့ဆက်ကျင်ပဲဖြစ်နေတဲ့ຢာကိုလက်ပိုက်ကြည့်နေရမှာလားလို့တင်ကျမကိုပြောတယ်ဆိုအဲ့လိုလည်းမဟုတ်ပြန်ဘူးဘယ်နှမှာရှိတော်သူကိုပြောပါအမှုတော်ဆောင်ကိုပုံကန်တဲ့အရာမလုပ်မိစေနဲ့ဘာကြောင့်လဲဘာကြောင့်လဲတလုံးတဝတဲ့ ရှိနေစေဖွင့်အတွက်ဖြစ်တယ်။ဟာလေလုယ။အဲ့တလုံးတဝရဲဖြစ်ဖို့ရန်အတွက်ကျွန်တော်တို့ယုံကြည်သူအချင်းချင်းတယောက်နဲ့တယောက်ပြစ်တင်တဲ့အရာတွေရတန်းကရရမှာဖြစ်တယ်။အာမင်။ဟဲ့ तू ကအဲ့လောက်တောင်မှအကင်းမပါတာ။ तू ကအဲ့ဒီလောက်တောင်မှနော်မကူညီတတ်တာ။ तू ကအဲ့ဒီလောက်တောင်မှမှားယွင်းနေတာဆိုတဲ့အချင်းချင်းလေကဲ့ရဲ့ပြစ်တင်ခြင်းမလုပ်ဖို့နဲ့ဘုရားကအလိုတော်ရှိတယ်။အာမင်။